ရန်ကုန်တိုက်ခိုးကို2013စက်တင်ဘာမှာစတင်ပြေးဆွဲခဲ့တဲ့လေးပေးဆက်ပါအာဘီအထူးရထားကို2015ကစပြီးရန်ကုန်မြို့ပယ်ရထားလမ်းမှာအစားထိုးပြေးဆွဲသွားမယ်လို့ဒီဇင်ဘာ24ရက်မှာမြမမီးရထားကကြေညာလိုက်ပါတယ်။ရန်ကုန်ကနေကြိုက်ထီယိုခီးစဉ်အတွက်ရန်ကုန်မော်လမြိုင်အမြန်ရထားနှစ်ဆင်းရှိနေတာကြောင့်အထိုက်လျောက်ပဲစီးကြတဲ့ရန်ကုန်ကြိုက်ထိုးတွဲဆိုင်ကိုမြို့ပယ်ရထားအဖြစ်ပြောင်းလဲမယ်ဆိုရင်ပို့ထီရောက်မယ်လို့ဥထွန်းအောင်တင်းကပြောပါတယ်။ RBE Air Combat ရထားတွဲတွေကို လော်ကားအင်းစိန်ငင်းကုန်းဘက်ကနေရန်ကုန်မြို့ရဲကိုသွားမဲ့ခရီးသည်တွေအတွက်ပြေးဆွဲမှာဖြစ်ပြီးတွဲဆိုင်၅ရွဲပါတယ်လို့ဆိုပါတယ်ရန်ကုန်မြို့မြန်ရထားကြီးမြန်ထားကြီးနှစီရလည်းရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတွဲဆိုင်လေးပြေးခြင်းအဖြစ်အဲပုံမထီရောက်စင်မဲ့ပေါ့နော်ရန်ကုန်မြို့ဘက်ကိုဦးစားပေးပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့တော့ရန်ကုန်ကြိုက်သူကလည်းထိုက်လျောက်ပဲစီပါတယ်အကျွန်တော်ကားဘက်ကလာတဲ့ခီးစင်တွေကိုတိချာကျွန်တော်တို့ပြေးဆွဲပြီးတော့ပြေးစီခြင်းလို့ပါအထူးဖြစ်တော့ service ကို ထိရောက်တဲ့ service ဖြစ်စေခြင်းတဲ့သဘောနဲ့ပြည့်စုံခြင်းဖြစ်ပါတယ်။ဘေးပေးစပါ RBE တွဲဆိုင်ယထာခရီးစဉ်ကိုချက်300နဲ့လက်ရှိတွဲဆိုင်ဇာခွဲနေရာမှာအစားထိုးမှာဖြစ်တဲ့အကြောင်းလက်ရှိဇာခွဲ တွဲဆိုင်ကိုတော့200ချက်တန်းခါခွေးတွဲဆိုင်ခါခွေးတွဲဆိုင်ကို150ချက်တန်းပါတွဲဆိုင်တွေအဖြစ်ပြောင်းလဲသွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ရန်ကုန်ကြိုက်ထို RBE ယထာဟာအသွားအပြန်ခီးတဲ့664ဦးလိုက်ပါနိုင်ပြီးဖျားဖို့ရသည်မဟုတ်တဲ့မိုးရသည်မှာ ဇူလိုင်16ကနေရန်နာထတာဖြစ်တယ်လို့အောက်တိုဘာ17မှာပြန်လဲပြေးဆွဲတဲ့အခါအသွားအပြန်ခရီးတဲ့180လောက်ပဲစီးနှင်းခဲ့တယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။ယထာလမ်းပိုင်းတွေမှာအမိုက်တွေခြုံတွေကိုရှင်းလင်းနေတဲ့အကြောင်းဥမမောင်တန်းကပြောဆိုခဲ့ပြီး29.5မိုင်ရှိတဲ့ရန်ကုန်မြို့ပဲယထာလမ်းမှာကွန်ကရစ်ဇလီဖားရုံတွေအစားထိုးတာတန်လန်းတွေလဲတာအမိုက်တွေကိုကန်ထရိုက်စနစ်နဲ့ရှင်းလင်းတာတွေအရှိန်မြင့်လုပ်နေပြီး level crossing တွေကိုလည်းစီပင်နဲ့ပေါင်းပြီးပြင်ဆင်နေတယ်လို့ပြောပါတယ်။ ရန်ကုန်မြို့ဘက်ကသမီးဟိုစုစုပေါင်း29.5မိုင်ရှိတယ်ပေါ့နော်29.5မိုင်ကယထားတွေကလည်းအမြဲပြေးနေတဲ့အတွက်ဥကလည်းအမြဲပြင်နေတယ်အဲမြို့ဘက်အနေနဲ့2000 စတစနစ်ကစပြီးအစ်မြင့်လုပ်ငန်းတွေစလုပ်ခဲ့တယ်။ဥပမာကွန်ကရစ်စီဖားတွေအပြည့်လဲထားတယ်၊တန်လန်းတွေအပြည့်လဲထားတယ်၊လမ်းလဲလွမ်းကူတွေအဲအကုန်လုံးလဲပြီးတော့ကြံ့ရက်ကွက်ရက်ဝန်းတွေကြံ့ခံရေးပါအကုန်လုပ်တယ်။နောက်မျိုးပတ်လမ်းတစ်လျှောက်မှာခြုံတွေအမိုက်တွေကိုလည်းမရှိအောင်ဥရောတောက်လျှောက် တန်းရှင်းတရားလှပ်ပတ်ရေးကူတာတွေပြုတ်ပြင်တာဆေးတုပ်တာကစအခုလှုပ်နေပါတယ်။နောက်ဟိုအမိုက်ဆိုရင်လည်းမျိုးပတ်လမ်းတစ်လျှောက်အမိုက်ကိုလည်းဥကန်ဖိုက်နဲ့ယူပြီးတော့တန်းရှင်းတရားရေးဆောင်ရွက်နေပါတယ်။ နောက် level crossing นี่ဆိုရင်လဲကားတွေဖြတ်တန်းဖြတ်လာလွယ်ကူအောင်မြို့ပတ်ရထားသွားလာရေးချုံးမှုရအောင်ကားတွေလည်းအဆင်ပြေချုံးမှုရအောင်ဆို level crossing นี่လည်းခုပြင်နေပါဥပမာသစ္စာလမ်းဆိုရင်မြို့တော်သူတွေနဲ့ပေါင်းပြီးဥလို level crossing ကိုပြုပြင်နေတဲ့အလုပ်တွေလည်းရှိပါတ